ဖိုးဖမရအားလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ကတော့ပြီးမြန်လေးပွဲစဉ်30တွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပွဲကျုပ်သုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့အဲဒီညအရှင်မြန်ကစားကြမယ် Northern Forest နဲ့ Manchester United တို့ရဲ့ပွဲကျုပ်သုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ကတည်းက Like and Subscribe လုပ်ပြီးတော့ညီကိုလေးနဲ့ကုညီပေးသွားလို့ရပါတယ် โอเคอ่ะဆိုလို့ရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ရင်းဥုံနေလဲကျွန်တော်ဒီနေ့တင်းရဲ့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ငါးဘွဲဒီနေ့တင်းရဲ့နောက်ဆုံးရှင်းပြထားတဲ့ငါးဘွဲမှာဆိုရင်တော့ကျွန်တော်တို့အိမ်ဝင်းမှာအဲကစားမဲ့ Northern Florida အနေနဲ့ကျွန်တော်တပွဲပဲနိုင်ထားတာတွေ့ပြီးတော့ကျွန်တော်တို့လက်ချိန်ထိရှုံးနေထားတာကိုကျွန်တော်တွေ့ရမယ်နောက်ဆုံးရှင်းပြထားတဲ့ကျွန်တော်ပြီးများလိပွဲစဉ်ကိုမတော်အောင်လဲသူတို့အနေနဲ့ဘုံမောက်ကိုတွားရောက်ရင်ဆိုင်တဲ့ပွဲမှာတော့သူတို့အနေနဲ့တူးသီးဆိုပြီးတော့ရှုံးနေထားတဲ့အတွက်ကြောင့်အဲ Northern Florida ကလည်းကျွန်တော်တို့တော်တော်လေးကမှ အချိန်နေဆိုးအချိန်နေဆိုးနေတယ်လို့ပြောလို့ရထူးထူးသူတို့ရဲ့နင်းပြအပြောင်းလဲတွေကြောင့်အဒီနေ့ရှင်ပြိုင်မဲ့ပွဲမှာတော့ဘလို့အနေထားနေနဲ့မန်ချက်စတာယူနိုက်တက်ကိုသူတို့ရှင်ပြိုင်သွားမလဲဆိုတာတော်တော်လေးဥမာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာတို့ကြောင့်လဲဆိုတော့သူတို့အနေနဲ့ရှုံးမွဲတွေလည်းတောက်လျှောက်ဆက်နေတဲ့အတွက်ကြောင့်ဒီတစ်ခါအိမ်ဝင်ပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်ကိုသူတို့အနေနဲ့အနိုင်ယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။ဟိုတစ်ဖက်ကကျွန်တော်မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တို့ဒေါက်တာဖလော်ရက်နဲ့ ပြောင်းပြန်ဖြစ်နေပြီးတော့သူတို့အနေနဲ့အဲတပွဲပဲရှုံးနေထားပြီးတော့သူတို့အနေနဲ့အဲလေးပွဲတောင်မှအနိုင်ရလက်ကိုပုံပေါ်ထားတဲ့အတွက်ကြောင့်ဒီနေ့တင်းကထိတ်တိုက်တွေ့ဆုံမှုမှာတော့နော်တော်တော်လေးဥမာကြီးလို့ကောင်းမဲ့ပွဲတင်တပွဲဖြစ်လာမှာတော့တေချာပဲဘာတွက်ကြောင့်လဲဆိုရင်တစ်ဖက်ကကျွန်တော်တို့တပွဲပဲနိုင်ထားပြီးတော့လေးပွဲရှုံးနေထားတဲ့အတင်းတင်းနဲ့တစ်ဖက်ကကျွန်တော်တို့လေးပွဲနိုင်ထားပြီးတော့တပွဲတည်းရှုံးနေထားတဲ့အတင်းတင်းရတော့တော်တော်လေးဥမာကြီးလို့ကောင်းမဲ့ပုံစံမျိုးတော့မြင်ရတယ်ပြီးရင်တော့ဒီနေ့တင်းကထိတ်တိုက်တွေ့ဆုံမှုဒီနေ့တင်းကထိတ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့အဲ တည်ကြထားတဲ့ပွဲဆိုတာကျွန်တော်မရှိသလောက်ဖြစ်ပြီးတော့ကျွန်တော်နော်ရန်ဖော်ရက်ကလည်းသုံးပွဲနိုင်ထားပြီးတော့တစ်ခါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်6ပွဲနိုင်ထားတာကိုကျွန်တော်တွေ့ရတယ်အဲဒီနေ့နေ့ကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တို့နော်ရန်ဖော်ရက်အိမ်ဝင်းမှာကျွန်တော်တို့ရှုံးနေထားတာတော့ကျွန်တော်မနစ်ကတော့ကျွန်တော်ကျွန်တော်1ဆီဆိုပြီးတော့ရှုံးနေထားတယ်ဒီအရှိမှာတော့ကျွန်တော်2023တော့ကတော့အဲနော်ရန်ဖော်ရက်အိမ်ဝင်းမှာပဲ2-1ဆိုပြီးတော့မန်ချက်စတာယူနိုက်တက်တို့ကရှုံးနေထားတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေ့မဲ့အဲ ပြင်းပြလေးပွဲစဉ်တစ်စိမ်မှာတော့မနေ့ကကျွန်တော်တို့ရှုံးနေထားတာတွေကိုအဲ Northern Northern Forest ရဲ့ကျွန်တော်တို့အိမ်ကွင်းမှာရှုံးနေထားတာကိုတစ်ဖက်က Manchester United အနေနဲ့ပြန်လည်လက်စားချေဖို့ခွင့်ရေးကောင်းနေပိုင်ဆိုင်နေပိုင်ဆိုင်ထားတယ်လို့ပြောလို့ရတယ်သူတို့ရဲ့သူတို့ရဲ့နိုင်ပွဲဆက်မှုတွေကလည်းဒီနေ့ပွဲမှာအဲ Northern Forest ကများပြန်လည်ရပ်တန့်ပေးမလားဆိုတော့တော်တော်လေးကိုကျွန်တော်ကြည့်လို့ကောင်းမယ်တစ်ဖက်ကလည်းကျွန်တော်တို့ Northern Forest ရဲ့ရှုံးနေရနေပြီးတော့ Manchester United တက်ကပဲထပ်ပြီးတော့ရှုံးနေမှုတွေကိုပေးမလားဆိုတော့တော်တော်လေးမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာတော့တေချာပါပဲ။ငွေအဲဆိုရင်ဒီနှစ်သိန်းရဲ့ကျွန်တော်တို့အဲခမန်းလူစင်းလေးတွားလိုက်ကြအောင်အရင်ဆုံးနေတဲ့ကျွန်တော်တို့အင်ဝင်းမှာကစားမဲ့ကျွန်တော် Northern Forest ကိုအရင်ပြောမယ်။ Northern Forest အနေနဲ့သူတို့ရဲ့အဲကစားသမားတွေအနေနဲ့ရော ပြီးလို့ဆိုရင်နီးပြတွေရောအပြောင်းလဲလုပ်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့ကျွန်တော်အဲ့ရှစ်တပွဲဘုံဘောက်ကနေစပြီးတော့တို့အနေနဲ့နိမြပြောင်းလဲလုပ်ထားတယ်ဗျာအဲဒီအတွက်ကြောင့်လည်းအဲဒီတစ်ခါစုံတိတ်မဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာတော့တို့အနေနဲ့အဲဘယ်လိုပုံစံနေနဲ့ အဲလူထုတ်လာပြီးတော့ Manchester United ကိုသူတို့အနေနဲ့အနိုင်နေပဲဆက်လက်ယူသွားမလားဒါမှမဟုတ်ပဲသူတို့ရဲ့အရှုံးနုံတွေကပဲပြန်လဲအဲမလွတ်မြောက်နိုင်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ် OK ဆိုလို့ရှိရင်ကျွန်တော်တို့အဲ Nervoy ရဲ့ command line လူစင်းလေးသွားလိုက်ကြအောင်ယူဆုံနေတဲ့သူတို့ကိုသမသူတို့ရဲ့ကိုသမနေနေရမှာတော့သူတို့ရဲ့အဓိကကိုသမဖြစ်တဲ့ဆက်ပဲကျွန်တော်တို့အဲပွတ်ထွက်လာမယ်လို့မြင်တယ်ပြီးလို့ဆိုရင်နောက်တနောက်တမှာတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ right back က William တို့ပါလို့ရှိမှာပြပြီးလို့ဆိုရင် Murray ကီတို့အဲ ီလို့ဆိုရင်နောက်တော့မီလင်ကိုဗစ်ပြီးလို့ဆိုရင်ဆာဘိုနာတို့အဲဒီစုဖွဲ့တွေနဲ့ပဲမန်ချက်တာယူနိုက်တက်ကိုသူတို့အနေနဲ့အဲပွတ်ထွက်လာမယ်လို့မြင်တယ်။တစ်ဖက်ကကျွန်တော်ဝီလျံတို့ရဲ့အဲမျက်နှာမြင်နေရပြီးရင်ခန်းစစ်စင်ကူတွေကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိလို့ဆိုရင်ဆာဘိုနာတို့ဘာလို့ဆိုရင်လည်းတော့တိုက်ဆက်လိုက်ပါမှုမှာတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့်တစ်ဖက်ကမန်ချက်တာယူနိုက်တက်အနေနဲ့ဒီကစားသမားတွေကိုအဲတော်တော်လေးမှသတိထားစောင့်ကြည့်တင်တယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်ကွင်းလယ်ကွင်းလယ်မှာတော့သူတို့ရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ဟန်နာဆန်တို့ရှိမြဲပြီးလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့လူဝစ် တို့ရှိမယ်ပြီးတော့ဆိုရင်ကျွန်တော်တို့အဲသူတို့ရဲ့အထောင်တိုက်ဆက် sorry ကိုယ်နဲ့တိုက်ဆက်ကစားသမားဖြစ်တဲ့ Morgan Gate White တို့ဘာတို့နဲ့ဒီနေ့ပွဲမှာပေါ်ထွက်လာမယ်လို့တော့မြင်တယ်။ပြီးရင်သူတို့တိုက်ဆက်တိုက်ဆက်ကတော့သူတို့ရဲ့အဓိကတိုက်ဆက်ဖြစ်တဲ့ Andre တို့ပြီးလို့ဆိုရင်ကျွန်တော်တို့ Helen Hassan O'Brien တို့ပြီးလို့ဆိုရင်ကျွန်တော်တို့ G-Set တို့ဒီအစုဖွဲ့နယ်ပဲပေါ်ထွက်လာမယ်လို့တော့မြင်တယ်။ကျွန်တော်တို့ဒီထဲမှာမှာဆိုတော့ Andre တို့ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့် Manchester United အနေနဲ့ဒီကစားသမားတွေကိုအဲ တော်တော်လေးဥမာထိန်းချုပ်ထိန်းချုပ်သွားမယ်လို့တော့မြင်တယ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ရဲ့နောက်တက်မှာလည်းကျွန်တော်တို့အဲဟာရီမကွိုင်းရတို့ဘာတို့ကလည်းဒိုင်ယာပြဿနာတွေအနေငယ်ရှိနေတဲ့တကြောင်ဒီနေ့ပွဲမှာတော့အဲပေါ်ထွက်ပေါဝင်ဖို့ဆိုလို့ရှိရင်ဒုတိယအပိုင်းမှာလူစားလဲအဲလူစားလဲပေါဝင်နိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ် โอเคအဲ့ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ရဲ့ခံမှန်းလူစင်းလေးတော့လဲမန်ချက်စတာယူနိုက်တက်ကတော့ရှင်းပါတယ်သူတို့အနေနဲ့အဲရှေ့ပွဲတွေမှာလည်းပုံစံကောင်းတွေပြသထားနိုင်တဲ့ဂိုးသမားဖြစ်တဲ့ကျွန်တော်တို့ဆန်နီလက်မန်းပဲပွဲထွက်လာမယ်မြင်မယ်သူတို့နောက်တန်း၃ရောက်နေရမှာတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဟာရီမကွိုင်းကလည်းကျွန်တော်တို့အဲဒန်ယာလေးအနေငယ်ရထားတဲ့အတွက်ကြောင့်သူတို့ရဲ့နောက်တန်း၃ရောက်နေရမှာတော့ကျွန်တော်တို့လူချော့တို့ပါတော့ရှိမယ်ပြီးလို့ဆိုရင်ဒီလစ်တို့ပြီးလို့ဆိုရင်သူတို့ရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ယူရိုနဲ့နဲ့ပဲပွဲထွက်လာမယ်လို့တော့မြင်တယ်။ကွင်းလဲကွင်းလဲမှာတော့သူတို့ရဲ့အဲအခု အခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးမှာခြေစွမ်းပြနေတဲ့ကစားသမားတွေဖြစ်တဲ့အဲဒီလက်တို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်အဲသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Fernandez နဲ့ပြီးလို့ Casemiro တို့ဒီအစုဘွဲတွေနဲ့ပဲပွဲထွက်လာပြီးတော့တစ်ခါကျတော့ကျွန်တော်တို့ Ahmed တို့ဘာလို့နဲ့ပဲတွဲမယ်လို့တော့မြင်တယ် Ahmed တို့နဲ့ အမတို့အဘူမူတို့အတွဲကကျွန်တော်ရှေ့ပွဲတွေမှာ တော်တော်လေးဥမာကျွန်တော်တို့နားလည်မှုတွေလွဲလွဲနေတဲ့အခြေအနေရှိနေပြီမဲ့အခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးမှာအဲ့ဒီညာဘက်ခြမ်းတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေကိုမြင်တွေ့နေရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းအဘူမူတို့ရဲ့အတွင်းကိုးတွေကိုကျွန်တော်တို့ထပ်ပြီးတော့မြင်တွေ့ရမလားတစ်ခါကကျွန်တော်တို့ဖရန်နန်ဒက်တို့ရဲ့ကွင်းလေ အဲအနေပြီးတော့ကျွန်တော်တို့ဖန်တီးပေးမှုတွေပြီးလို့ဆိုရင်တွင်းကိုတွေကဆက်လက်မြင်တွေ့ရမလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ်ပြီးလို့ဆိုရင်တို့ရဲ့တိုက်ဆက်တိုက်ဆက်မှာတော့ကျွန်တော်ခုနပြောနေခဲ့တော့ပဲအံဘူမူတို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အကူညာတို့ပြီးလို့ဆိုရင်ဗက်ဂျမင်ဆက်ကိုတို့ပါတော့ရှိမယ်တကယ်လို့ဒါအာဗက်ဂျမင်ဆက်ကိုမသုံးဘူးဆိုလို့ဆိုရင်ကုညာကိုတိုက်ဆက်ထားပြီးတော့ကျွန်တော်တို့တစ်ဖက်ကမစ်ဆင်မော့တို့ပါတို့နဲ့ပဲပေါ်ထွက်လာမယ်ဆိုရင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့မြင်တယ်အဲမန်ချက်စတာယူနိုက်တက်အနေနဲ့လည်းကျွန်တော်တို့ရှေ့ပွဲတွေမှာ တောက်လျှောက်ကျွန်တော်တို့နိုင်ပွဲတွေဆက်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့တို့အနေနဲ့ဒါထပ်ပြီးတော့အနိုင်ရလက်တွေကိုပို့ဖို့နိုင်မယ်ဆိုလို့ရှိရင်တို့အနေနဲ့အဆင့်ရလေကျွန်တော်တို့ဒုထိလောက်ကိုတက်သွားမယ်အခြေအနေမျိုးတွေမြင်ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ Manchester United အနေနဲ့အနိုင်ရလက်ကိုဥတည်ပြီးတော့ဆော့ကစားလာမယ်လို့တော့ကျွန်တော်မြင်တယ်။တစ်ဖက်က Northern Forest Northern Forest ကလည်းကျွန်တော်တို့တို့တို့အနေနဲ့တော်တော်လေးမှာအဲဆိုအလုံးနဲ့အခြေအနေတခုဖြစ်နေတဲ့အတွက်ကြောင့်တို့အနေနဲ့ရှုံ့မွေးတွေဆက်ထားသူနိုင်ငံတွေလည်းတပွဲပဲရားနိုင်တဲ့ ရထားတဲ့အခြေအနေမှာတော့တို့အနေနဲ့ဒီနေ့အင်ဝင်းအားသာဂျန်နဲ့မန်ချက်တာယူနိုက်တက်ကိုတို့အနေနဲ့ဒုက္ခပေးနိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ဒါမှမဟုတ်လည်းမန်ချက်တာယူနိုက်တက်မှာလည်းကျွန်တော်အဓိကသတိထားမှာကြာတော့ကျွန်တော်တို့အဲဆက်စကိုတို့ကအဲ့လောက်ထိကျွန်တော်တို့အဲသူ့အနေနဲ့တိုက်ဆက်လမ်းကြောင်းကိုတော့အဲလူတိုးတာတော့ပြီလို့ဆိုလို့စင်အဲဘောလုံးခုပြီးတော့ယူတာတော့တော်တော်လေးမှကောင်းမွန်တယ်လို့အမြင်ဘောတွေမှာလည်းဆက်စကိုတို့အနေနဲ့တော်တော်လေးမှကောင်းမွန်တယ်ဆိုတော့ကျွန်တော်တစ်ခါကကျွန်တော်တို့ဝီလီယံတို့အဲမိုနီကီတို့အဲ ဒီကစားသမားတွေကတော်တော်လေးမှထိန်းချုပ်ရလမယ်လို့မြင်ပြီးတော့တစ်ဖက်ကကျွန်တော်တို့အဲတောင်မှနှစ်ဖက်ဖြစ်တဲ့အဲကုညာနဲ့အဘူမူရဲ့အတွေ့အကြုံလည်းတော်တော်လေးကိုမှအဲ Nona Forest ကိုသတိထားရမယ်လို့ကစားသမားဖြစ်တဲ့အထူးအထူးသဖြင့်ကျွန်တော်တို့ဟိုနောက်ပိုင်းပွဲတွေမှာတောက်လျှောက်ကိုခြေသွန်းနေပြသထားတဲ့အဘူမူအဘူမူကတော်တော်လေးမှကောင်းမွန်တဲ့ပွဲအဲပုံစံနဲ့မြင်တွေ့ရတယ်ရှေ့ပွဲမှာဆိုလည်းသူ့အနေနဲ့ twin goal တွေနှစ် goal ထိလောက်ကိုတွင်းထားနိုင်တဲ့အတွက်ကြောင့် Nona Forest တို့အနေနဲ့ အဲ့တော့ကျွန်တော်လည်းမြင်ရဆိုလို့ရှင်ကျွန်တော်အမ်ဘူမိုကိုပို့ပြီးတော့ထိန်းချုပ်တင်တယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှင်အမ်ဘူမိုတို့ဒါအမ်ဘူမိုတို့ကိုညွတ်ရတို့ဒါထိန်းချုပ်မထိန်းချုပ်နိုင်ဘူးဆိုလို့ရှင်ဆော်ဆီတီတွင်းကိုတွေပေးရပြီးတော့အကိုပြတ်တွေပါတွေဖြစ်သွားနိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ် ပြင်လဲကွင်းလဲကွင်းလဲမှာတော့ကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်တို့ဟန်နာဆန်တို့အဲဂေတဝိုက်တို့လူဝေတို့ရဲ့တွဲဖက်နဲ့တစ်ဖက်ကကျွန်တော်မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလဲတမားတွေဖြစ်တဲ့ကတ်စမဲတို့တို့ကျွန်တော်ဖာနန်ဒက်တို့ရဲ့ကျွန်တော်တို့အစုဖွဲ့တွေနဲ့တော်တော်လေးမှာထိုက်တိုက်တွေ့ဆုံနေရတော်တော်လေးမှာကြည့်လို့ကောင်းမယ်လို့တော့မြင်နေဒီတစ်ခါမှာတော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့ထိုက်တိုက်တွေ့ဆုံမှုမှာတော့ဘယ်သင်းကအသာစီးရသွားမယ်လို့တော့ညီကိုတွေမြင်ရတယ်ကျွန်တော်အနေနဲ့ဒီအခုရှင်ပြိုင်မဲ့ပြည်မြောက်နေပွဲစဉ်တစ်ဆင်မှာတော့အမ်မန်ချက်စတာယူနိုက်တက်အနေနဲ့ကျွန်တော်တို့နိုင်ပွဲတွေတောက်ချောက်ဆက်နေတဲ့ အချိန်နေနေမှာလည်းရှိလို့တစ်ခါကလည်းကျွန်တော်တို့အိမ်ငွေဖြစ်တဲ့တိုင်သူတို့အနေနဲ့ရှုံးပွဲတွေကိုဆက်ထားပြီးတော့နိုင်ပွဲတွေဘွဲလောက်တာရှာနိုင်တယ်ပြီးရင်လည်းကျွန်တော်တို့ဒီပြအပြောင်းလဲတွေကြောင်းလည်းအဲဒီနေ့ပွဲမှာတော့ Manchester United တို့ပဲထပ်ပြီးတော့အနိုင်ရသွားမယ်လို့တော့မြင်တယ်။ဒီနေ့ပွဲမှာတော့ Manchester United တို့အနေနဲ့အနိုင်ရသွားမယ်ဆိုလို့ရင်သူတို့အနေနဲ့အဆင့်နှစ်ထိလောက်ကိုစောစောစီးတက်ရောက်လာမယ်အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်ဒီ အဲဒီအစ်စ်နစ်ကိုတက်ဖို့အခွင့်အရေးကိုတော့ Manchester United အနေနဲ့လက်လွတ်ခံမယ်လို့တော့ကျွန်တော်တော့မမြင်ဘူးပြီးလို့ဆိုရင်သူတို့မှလည်းကစားသမားကောင်းတွေရှိနေတဲ့အတွက်ကြောင့် Manchester United အနေနဲ့ဒီနေ့ကစားသမားအစုံလင်နဲ့ပွဲထွက်လာပြီးတော့ကျွန်တော်တို့တစ်ဖက်က Northern Forest ရဲ့ကိုဘလို့ဖြုတ်ခွင်းပြီးတော့အနိုင်ယူသွားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရအောင် Northern Forest အနေနဲ့လည်းတစ်ဖက်ကကျွန်တော်တို့အဲတက်စစ်သမားတွေဖြစ်တဲ့အဲ အမှုမှုတို့ပြီးလို့စင်ကုညာတို့ assess ကိုတို့တော်တော်လေးဥမာထိမ့်သိမ်းရမယ်လို့တော့မြင်တယ်တကယ်လို့ကသူတို့ဒီကစားသမားတိုက်ဆက်အစုဖွဲ့ကိုထိမ့်သိမ်းနိုင်မယ်ဆိုလို့စင်သူတို့မှာနောက်မှာကိုယ့်နဲ့ကစားသမားတွေဖြစ်တဲ့ Fernando တို့ Armando ဘာတို့ဒုက္ခပေးနိုင်မယ်ကစားသမားတွေရှိတဲ့အတွက်ကြောင့်အဲ Not for that အတွက်ကတော့တိတ်တော့မလုပ်ဘူးလို့တော့မြင်တယ် Manchester United မှာလည်းကျွန်တော်တိုက်ဆက်ကောပြီးရင်ကိုယ့်နဲ့မှာတော်တော်လေးဥမာကျွန်တော်တို့အဲဒုက္ခပေးတဲ့ကစားသမားတွေရှိနေတဲ့အတွက်ကြောင့် နော်ဒါဖော်ရက်တင်နဲ့တတိကြီးထားပြီးတော့ကစားတင်တာပို့ပြီးတော့အကောင်းဆုံးလို့တော့အမြင်နဲ့ပြီးလို့ဆိုရင်ကျွန်တော်ဒီလက်တော့ရဲ့ကျွန်တော်တို့ဖြတ်တင်ပေးမှုတွေကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိလို့ကျွန်တော်တို့အဲဆက်စကိုတို့ဒါလည်းကဲလို့ဒါအဆုံးသက်သေးကြမယ်ဆိုလို့ဆိုရင်အသွင်ငိုးတွေဘာတွေဆက်စကိုတို့ထပ်ပြီးတော့ရမလားဆိုတာကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်။ဒါအဲဆိုလို့ဆိုရင်ကျွန်တော်တို့ဒင်းတင်းတင်းနဲ့ထိုက်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်အနေနဲ့ဝေကွန်းကတော့ရှင်ပြန်မဲ့မန်ချက်စတာယူနိုက်တက်ပဲထပ်ပြီးတော့အနိုင်ရလက်ကိုပုံဖော်သွားမယ်လို့တော့အမြင်နဲ့ဒီပွဲလေးမှာတော့ကျွန်တော်အနေနဲ့ မဇီတူလောက်နဲ့ပဲမန်ချက်စတာယူနိုက်တက်တို့အနိုင်ရသွားမယ်လို့တော့မြင်တယ်ညီကိုနေနေရရောဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လို့ရပါတယ်ဒါကြောင့်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ပါဗျာ